်းမြင့်စစ်ပွဲတွေမှာဘာကြောင့်ဧဝံဂေလိခြေစွတ်လိုအပ်တာလဲအရန်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ခါမှာကဲတင်ချင်းမပြောဘူးဆိုလို့ရှိရင်ကျမတို့ဝတ်နေတဲ့လက်နဲ့ဆုံးကမစုံလင်ဘူးဆိုတဲ့ဘောကိုတရောက်တယ်။အကြောင်းမလို့ဝိညာဉ်ဆက်ပွဲတွေမှာအင်္ဂလိပ်ခြေဆွတ်ကဆွတ်ကိုဆွတ်ရမယ့်အရာတစ်ခုဖြစ်တယ်။နောက်တစ်ခုကကြတော့ကျမတို့ယုံကြည်သူတရားအနေနဲ့အာကျမ်းစာထဲမှာဆိုရင်စစ်သားလို့နိုင်ရှင်ထားတာလေနော်။ဆိုတဲ့အခါမှာရောမစစ်သားကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တို့တွေက အပြည့်စုံဝတ်ဆင်ထားတယ်အဲ့ဒါပြီးတော့မှတို့ကသွားလေးရှိတယ်ဆက်တိုက်လေးရှိတယ်အနည်းအားဖြင့်ကျွန်တော်တို့ကအပြည့်စုံတော့ရှိနေပါရဲ့ဒါပေမဲ့ကျွန်တော်တို့သွားရမယ့်နေရာကိုမတိနေဘူးကျွန်တော်တို့ဘာရွေချက်နဲ့ဒီဟာကြီးဝတ်ထားပြီးတော့မှဘာရွေချက်နဲ့ဘယ်ကိုသွားမလဲဆိုတာကိုမတိဘူးဆိုလို့ရှိရင်လည်းတိုက်ပွဲကမအောင်မြင်နိုင်ဘူး嗯ဒါကြောင့်မလို့ကျွန်တော်တို့တာရဲမှာဒီရဲ့အဲမေခွန်ပေါ်ဝိုးရင်ဆက်ပွဲမှာအင်္ဂလိပ်ခြေစွပ်ပါရဆိုတာက direction ကိုပြတာလည်းဟုတ်တယ် ဆိုတော့ကိုကိုသွားတဲ့ပန်းတိုင်ကိုကိုရကနေမှဒီရဲ့ခြေဆုပ်ကိုဆွတ်ချပြင်ဘယ်သွားရမလဲဆိုတော့တည်တယ်။ကိုကဘာကြောင့်မလို့ဒီဆက်ပွဲကိုကိုတိုက်နေရလဲဆိုတော့လည်းပုံနားလဲရတယ်။နောက်တစ်ခါကျတော့ကိုကအနေနဲ့ရေရှည်သွားရမယ့်အရာပေါ်မှာကြန့်ခိုင်နိုင်ဖို့ရန်အတွက် yeah တခြားလက်နဲ့တွေကိုထမ်းနိုင်ဖို့ရန်အတွက်ဒီခြေဆုပ်ကကိုအများကြီးအထောက်အပံ့ဖြစ်စေတယ်။ရုတ်တရက်ကြီးလိုက်မယ်ဆိုရင်တော့ခြေဆုပ်ကလက်နဲ့လိုတော့မထင်ရအောင်လीเนาะဖနက်က မထင်ရအောင်အမေအရင်အလိုအဆုံတစ်ခုလည်းဖြစ်နေပြန်ရောဝိညာဉ်ရဲ့စပွဲထဲမှာဆိုလို့ရှင်ဒီခြေစစ်မပါဘဲနဲ့တော့ကျွန်တော်တို့စုညာကလို့ထိနိုင်တယ်ခြေရောက်တွေတိုင်ရရနိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်ရှေးဆက်သွားနိုင်မှာမဟုတ်တော့ဘူးဆိုတော့စင်မခနာပြောတဲ့အခါမှာဒီလက်နဲ့လို့မထင်ရပေမဲ့အဲလက်နဲ့ထဲမှာလည်းအရေးကြီးတဲ့အရာ ဖြစ်နေပြန်ရောဆိုတော့ယုံကြည်သူတယောက်ကိုကြည့်မယ်ဆိုရင်လေအေးဝင်ကလေးမဟောရင် မပြောရင်အဆင်ပြေသလိုလိုတော့ရှိသလိုလိုပဲเนาะဒါပေမဲ့ရေရှည်သွားနိုင်ဖို့အတွက်ဒါမှမဟုတ်ရင်ခုနဆင်မပြောတော့ဥတီယာဥတီယာဟုတ်ရဲ့ဥတီချက်ပျောက်နေတာပျောက်နေတာဒီဝဖြစ်ဥတီချက်ရေရွယ်ချက်ပျောက်နေတတ်တယ် ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့အရာကเนาะကျွန်တော်တို့ကတခါကြံထင်သက်တယ်အာကောင်းကောင်းနေဖို့စားဖို့ဝယ်ဖို့မိသားစုဆင်ပြေဖို့ဒါတွေမမှားပါဘူးဒါပေမဲ့ဒီလောကမှာဘုရားကကျွန်တော်တို့ကိုထားရည်ရွယ်ချက်ကလောကရဲ့အလင်းလောကရဲ့စားဖြစ်ဖို့ရန်အတွက်ဘုရားကနေမှာထားထားရရာဖြစ်တယ်ဒီနည်းအားဖြင့်သူ့ရဲ့ကယ်တင်ခြင်းတရင်စကားကိုဟောပြောဖို့ရန်အတွက်တပါးသောသူကိုပြန်လဲ share ပေးဖို့ရန်အတွက်ဘုရားကကျွန်တော်တို့ကိုခေါ်ထားခြင်းလည်းဖြစ်တယ်အကြောင်းမလို့လဲနှုတ်ပတ်တော်ထဲမှာဗာပြောထားလဲဆိုတော့ခါမှာယောမအာ30အငယ်15မှာဆိုလို့ရှိရင် နှူးကိုမစေလွတ်လင်းတဲ့အဘယ်တို့ဟောပြောနိုင်မင်းဒီထို့တို့နှစ်အညီကျန်းစာလာဒီကငြိမ်သက်ချင်းဝမ်းမြောက်စေတဲ့တင်ကောင်းကျိုးချမ်းသာရေးဝမ်းမြောက်စေတဲ့တင်ကိုကြားပြောတော့သူဤခြေတို့ဒီအလွန်တင့်တယ်စွာတကားဟုလာတည်တဲ့ဝါဟောဆိုတော့အင်္ဂလိပ်ခြေဆုစုကိုဆွရမယ်ဆိုတဲ့အရာကိုလည်းရောမထဲမှာပြောထားပြန်ရောအကြောင်းလဲဆိုကမှာဒီမှာစဉ်းစားကြည့်တဲ့အခါမှာဒီလက်နဲ့ဆောင်နေတဲ့အထဲမှာဆိုရှင်ဒီအင်္ဂလိပ်ခြေဆုကအင်မတန်မှအရေးကြီးတဲ့ အစိပ်ပိုင်းတစ်ခုဖြစ်နေတာကိုလည်းဆင်လွတ်ခြင်းဆိုရပါတယ်နော်ဟုတ်တယ်ဘုရားရဲ့ဆင်လွတ်ခြင်းကိုဘယ်သွားမလဲကိုရဲ့ယူရချက်ကပါလဲကိုပန်းတိုင်ကပါလဲအဲ့ဟာကိုကြာကြာသွားနိုင်ဖို့ရန်အတွက်ဒီအင်္ဂလိပ်ခြေဆွကြီးကကျွန်မတို့တာထဲမှာရှိနေဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုလည်းအများကြီးထင်ရှားစေတာပေါ့နော်ခုနဖတ်တော့အကျံပိုက်ဆိုလို့ရှိရင်ဟေရှာက50နှစ်ထဲမှာလဲရေးထားရရပါတော့ငြိမ်သက်ခြင်းဤဝမ်းမြောက်စေတဲ့တင်းကိုတဲ့ကြားပြောတော်သူကဲတင်ချင်းကောင်းချိုးချမ်းသာဤဝမ်းမြောက်စေတဲ့တင်းကိုကြားပြောတော်သူ သင်ဖျားသခင်ဆိုးဆန်တော်မူဤဟုဇီးုံမျိုးအားပြောတော်သူဤခြေတို့သည်တောင်ပေါ်မှာအလွန်တင်းတယ်လှစွာတကားတဲ့ဝါး ကယ်တင်ခြင်းဟောပြောတဲ့ခြေတော်ဒီအမတန်မှလှပါပါတယ်အာမင်အာမင်အဲ့ဒီလှပခြင်းကြတော့ဟို moral လို့ဟုတ်လားခြေတော်သွေးတာတွေเนาะခြေတော်ခြေတံလေးဖြောင်းနေတာအဲ့ဒါကိုပြောချင်တာမဟုတ်ပဲねဖယားအမြင်မှာအင်းအမတန်မှဂုံရှိတော်သူတွေဖြစ်တယ်ဆိုတော့ဟေရှာယကလည်းဒါကိုပြောတာလည်းအကြောင်းရှိတယ်လीเนาะဆိုတော့ဟေရှာယအဖွင့်မှာဆိုရင် तू ကဖယားရဲ့ဒီ throne room ဆိုတဲ့ ဖရားရဲ့ပလင်သူ့ရောက်သွားတဲ့အခါမှာဟာသွားပြီငါတော့သွားပြီသူစိုးရိမ်တယ်လေနော်ငါတော့ငါတော့အသက်မရှင်သင့်တော့ဘူးဒါမဲ့သူ့ရဲ့နှုတ်ကိုမိခဲနဲ့ကောင်းကင်မန်တိုးတဲ့အခါမှာဘသူသွားမလဲဆိုတော့သူကပြောလဲကျွန်တော်ရှိပါတယ် send me စေလို့ပါဆိုတော့အေးဝင်ကလေးခြေစွတ်ဆိုတာတော့သွားမယ်နော်သွားမယ်ဟောမယ်ဟောမယ်လူတွေကိုနောင်တလမ်းထဲကိုဆွဲခေါ်ပေးမယ်ဆိုရက် အာဒီ message တစ်ခုကိုကျမတို့အနေနဲ့ယုံကြည်သူများတက်တာထဲမှာတည်နေဖို့ရန်အတွက်အရေးကြီးတယ်။ကိုယ်စဉ်ကျမတို့ယုံကြည်သူဖြစ်လာတာတနည်းရှင်ရှိမယ်၊လပိုင်းမဲ့ရှင်ရှိမယ်၊နှစ်ပေါင်းနေအကြာရှင်ရှိနေမယ်။ဒါပေမဲ့တင်းရဲ့တာထဲမှာအာတင်းရဲ့ဥတည်နေတဲ့အရာတွေကကဲတင်ချင်းချင်းစကားဟောပြောခြင်းသူတစ်ပါးကိုပြန်လည်ပြီးတော့မှ sharing လုပ်ပေးခြင်းကမဟုတ်နေဘူးဆိုလို့ရှိရင်ဒီနေ့ဒီကြားနာတဲ့နှုတ်ပတ်တော်ပြင်ဘုရားကတင်းကိုပြန်လည်စကားပြောနေမယ်ဆိုကျမတို့တကယ်ပဲယုံကြည်တယ်၊မျှော်လင့်မျှော်လင့်တာဖြစ်တယ်။ဘာကြောင့်လဲယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီရဲ့ ဲ့ခြေဆွတ်ကသင်ရဲ့တက်တာအတွက်အင်မတန်မှအရေးကြီးတဲ့ခြေဆွတ်ဖြစ်တယ်။ဘာကြောင့်လဲ?ဖခင်ရခင်ရဲ့တည်င်းစကားလောက် ကောင်းမြတ်တဲ့တည်င်းစကားမရှိဘူး။